ျွန်တော်လဖိရည်ဆိုင်ဆိုတဲ့အရာတာကိုကျွန်တော်ပေးချင်တာပါပြီးတော့အာငငယ်တော့ကျွန်တော်ထိုင်ခဲ့တဲ့လဖိရည်ဆိုင်ဆိုတာဘယ်လိုမျိုးပုံစံလဲပေါ့နော်အာပြီးတော့ဒီလိုလဖိရည်ဆိုင်နဲ့ပတ်သက်တဲ့မုတ်ကလေးတွေလဖိရည်ဆိုင်မှာဘယ်လိုဟာလေးရောင်းလဲအဲ့လိုဟာမျိုးနဲ့လဖိရည်ကိုအဓိကထားပြီးတော့မှအာကျွန်တော်တို့ကရောင်းချပြစ်တာပါခင်ဗျာအေးဒါကျွန်တော်တို့ငငယ်တော့တခါမှရင်သွေးကြမ်းကိုကျွန်တော်ပတ်စံပေးပြီးမတောက်ခဲ့ရဘူးနောက်ပြီးတော့လဖိရည်ဆိုင်ထိုင်တဲ့ culture ဆိုတာလည်းကျွန်တော်မြန်မာတွေမှာ ဒီ culture ကြီးကအရင်ကြီးကြီးမားမားရှိခဲ့တာပါကျွန်တော်တို့အာ1980 89ဒီ batch လေးမှာကျွန်တော်မွေးခဲ့တဲ့သူတွေကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒါလက်ဖက်ရည်ဆိုင်နဲ့ကြီးပြင်းလာအဲ့တော့လက်ဖက်ရည်ဆိုင်မှာဂျင်းလေးချမ်းကိုရောင်းနေဆိုတော့ဟိုင်ရတော့ကျွန်တော်တို့အတွက်ကဘလို့မှတွဲဖက်ပြီးတော့ခန်းစားလို့မရဘူးပေါ့နော်ဒါကျွန်တော်ရဲ့တကူစားကိုပြောတာပါအဲ့တော့ကျွန်တော်တို့လည်းငငယ်တော့ဆိုရင်လက်ဖက်ရည်တစ်ခွက်တောက်ပြီးတော့ဂျင်းလေးချမ်းကိုတနေ့ကုန်9ဦး6ဦးလောက်တောက်ပြီးတော့ထိုင်ခဲ့တဲ့အချိန်ကြီးကာလကြီးလည်းအများကြီးပဲပေါ့အဲ့တော့ အဲဒါကကျွန်တော်တို့ကစကားပြောမယ်တောက်မယ်ဆိုတော့ဟိုကျွန်တော်တို့လက်ဖက်ဆိုင် culture နဲ့ဆိုရင်တော့ရင်းနှီးချမ်းကဟိုအရင်လိုက်ဖက်ညီတယ်ပေါ့နော်အဲ့တော့ရင်းနှီးချမ်းချိန်တလောက်တော့ကျွန်တော်တို့ကဘယ်တော့မှရောက်မှာမဟုတ်ဘူးကျွန်တော်ဆိုင်မှာအဲရင်းနှီးချမ်းကအဓိကလက်ဖက်ရည်နဲ့အလိုက်ဖက်ဆုံးရာရင်းနှီးချမ်းတောက်ပါဒါကျမကြီးလည်းကောင်းတယ်အဲ့တော့ကျွန်တော်ဆိုင်မှာရင်းနှီးချမ်းကိုချိန်တလောက်တောက်လို့ရပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါကြီးကိုရောင်းဖို့ဆိုတာစိတ်ကူးနေတော့မတွေးဘူးပါဘူးအဲ့တော့အာလက်ဖက်ရည်နဲ့ရင်းနှီးချမ်းအလိုက်ဖက်ဆုံးရာ စီကျင်တာပါလဖေးဆိုင်ကထိုင်တာလေနော်ကော်ဖီကလာတောက်ကြတာတော့လဖေးဆိုင်ဆိုတာရဲ့နောက်မှာကျွန်တော်ကအများနဲ့လဖေးဆိုင်ထိုင်မယ်လဖေးဆိုင်ထိုင်မယ်စာတောက်ဆိုင်ကြတော့သွားစားမယ်အဲ့တော့လဖေးဆိုင်ကိုကျွန်တော်ကထိုင်စီကျင်တာအဲ့တော့ကြာကြာထိုင်လေးကျွန်တော်ကျင်တဲ့လေကျွန်တော်တို့ရဲ့ဒီမှာလှုပ်ထားတဲ့ဟာတွေကိုကက်ဆာမာတွေခံစားလို့ရတယ်ဆိုရင်ပဲကျွန်တော်ကတော့ကျင်တယ်ပါ ူတိုက်များတာတော့ဒီစမူစာပေါ့ဒါစမူစာဆိုလို့ရှိရင်လည်းကျွန်တော်ဟိုရဲပုံစံအတိုင်းစမူစာအကြီးကြီးတွေပေါ့ကျွန်တော်ငယ်ငယ်တုန်းကမန်လေးမှာဆိုလို့ရှိရင်စမူစာစားရင်လည်းအဲ့လိုမျိုးကျွန်တော်တို့ဟာပူစီနန်တို့အာဂျူဒီဇိန်တို့ကြက်သွန်တို့နဲ့စားတာဆိုတော့ကျွန်တော်အဲ့လိုမျိုးစမူစာအကြီးကြီးတွေလည်းအဆင်ပြေအောင်ကျွန်တော်ရောက်ချပေးတာပါမင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုဝိုင်းပါကျွန်တော်ဒီကကဆိုင်ရဲ့ founder ပါ အာဆိုင်လေးကတော့ကျွန်တော်တို့အာဒီလိုလက်ဖေးဆိုင်လေးဖွင့်တင်နေရကြပါပြီအာဒါကြောင့်မို့လို့အမနစ်ကနေစပြီးတော့မှကျွန်တော်ပလဲကွန်တိုမှာကာကာဆိုင်ဆိုပြီးတော့အာကျွန်တော်ရဲ့စိတ်ကူးလေးတွေကိုအောက်ထည့်ပေါ်ပြတာပါအာအဓိကကတော့ကျွန်တော်ခုနပြောသလိုပေါ့နော်ကျွန်တော်တို့အာလှုပ်ချင်တဲ့အာဖွင့်တင်တဲ့လက်ဖေးဆိုင်မျိုးကျွန်တော်ငယ်ငယ်တုန်းကထိုင်ခဲ့ရတဲ့အာလက်ဖေးဆိုင် vibe လေးနဲ့ ဟိုအန်တစ်ခက်ကိုသွားတယ်ထောက်ကူက80ထောက်ကူက60အဲ့ဘက်ကအခြေအနေလေးတွေမှာရှိခဲ့တာလေးတွေပေါ့နော်ကျွန်တော်တို့ငယ်ငယ်တော့ဝတ္ထုတွေမှာဖတ်ခဲ့ရတဲ့ဟာလေးတွေအဲ့ဒီနဲ့ပေါင်းဆက်ပြီးတော့ဟာဖွင့်ပြသွားတာပါဒါလေးတွေကတော့ကျွန်တော်ခုနပြောသလိုကျွန်တော်စုဆောင်းထားတဲ့ဟာတွေလည်းပါတယ်နောက်ပြီးတော့ကျွန်တော်ရှာဖွေပြီးတော့မှအာဒီ concept လေးတစ်ခုပေါ့နော်ဒီ concept လေးနဲ့ကိုက်မဲ့ဟာတွေကိုကျွန်တော်တို့ကဖြည့်ထားတာပါဒီဇိုင်းလေးပါလေအာကျွန်တော်တို့ဒီဇိုင်းဖွင့်ရတဲ့ရည်ရွယ်ချက်ကလည်းကျွန်တော်ခုနပြောသလိုပေါ့နော်ကျွန်တော်တို့ အာယူယူမမိုက်နဲ့ကျွန်တော်တငယ်ချင်းတွေကျွန်တော်လှုပ်ချင်တဲ့ဟာကိုကျွန်တော်တို့အာဖွင့်ခဲ့တာပါဖွင့်ခဲ့တာဆိုတော့ကျွန်တော်တို့ကဒီကနေပြီးတော့အာအမျက်စွန်းနေကျွန်တော်အများကြီးလည်းမမျောလင့်ထားဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့လှုပ်ချင်တဲ့အရာနဲ့ကျွန်တော်တို့ရဲ့စေတနာနဲ့ကျွန်တော်တို့ရဲ့အာ idea ကျွန်တော်တို့ကြိုက်တဲ့အရာတွေနဲ့ customer တွေကြိုက်တဲ့အရာတွေကသွားပြီးတော့တစ်ထပ်တည်းကြတဲ့အချိန်မှာ design လေးကဒီလိုအအောင်မြင်နေတဲ့ကျွန်တော်တို့စိုက်ခွဲတွေဖွင့်လှစ်နိုင်တာပါအဓိကကတော့ကျွန်တော်လက်ဖိရည်ဆိုင်ဆိုတဲ့အရာတာကိုကျွန်တော်ပေးချင်တာပါပြီးတော့ အာငငယ်တော့ကျွန်တော်တို့ထိုင်ခဲ့တဲ့လက်ဖေးဆိုင်ဆိုတာဘလိုမျိုးပုံစံလဲပေါ့နော်အာပြီးတော့ဒီလိုလက်ဖေးဆိုင်နဲ့ပတ်သက်တဲ့မုတ်ကလေးတွေလက်ဖေးဆိုင်မှာဘလိုဟာလေးရောင်းနေအဲ့လိုဟာမျိုးနဲ့လက်ဖေးကိုအဓိကထားပြီးတော့မှအာကျွန်တော်တို့ကရောင်းချပြတာပါခင်ဗျအဲအဓိကတော့ကျွန်တော်ပြောပါတယ်ပြောပါတယ်ဆိုတာကလေကျွန်တော်တို့ကိုယ်တိုင်လည်းအာဒါဟို ဒီလိုမျိုးလူပြည့်နေတယ်ကိုယ်ဆိုင်မှာလူပြည့်တယ်ကိုလုတ်ထားတဲ့အရာလေးတွေကိုအာကက်ဆမာရီကအတိမတ်ပြုတယ်စားလို့ကောင်းတယ်ဆိုရင်ဒါကျွန်တော်တို့အတွက်ပီတိပါပဲဒါလေးကကျွန်တော်တို့အတွက်အဲအဓိကကတော့အရသာတွေအာဂျန်နဲ့ပုံစံတွေကတော့ကျွန်တော်တို့အကောင်းဆုံးအာလုတ်ထားတာပါကျွန်တော်က1980မှာရှိတဲ့အရသာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းအာကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်တို့ဆိုင်မှာ signature စုပြီးပြားတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကအာလက်ဖက်ဆိုင်စစ်စစ်ပေါ့နော်လက်ဖက်ဆိုင်စစ်စစ်ဆိုတော့ကျွန်တော်တို့ကထမင်းမြူနဲ့ကြက်ကုန်းပေါင်နဲ့ရောင်းတဲ့စားဖွဲ့ဆိုမဟုတ်ဘူး ဲ့တော့ကျွန်တော်တို့ကလဖေးဆိုင်မှာလဖေးနဲ့လိုက်ဖက်မဲ့အမုတ်ကလေးကျွန်တော်ရောင်းပေးတယ်ပြီးသွားတော့ပန်သစ်ခေါက်ဆွဲဆိုလို့ရှိရင်လည်းဒါကကျွန်တော်တို့အဲဒီလဖေးနဲ့စားလို့ပေါင်းတယ်ပြီးတော့ကျွန်တော်ကခေါက်ဆွဲကြော်မဟုတ်ဘူးပေါ့နော်ပန်သစ်ခေါက်ဆွဲဟိုမှာကျွန်တော်တို့ငငယ်တုန်းကမောင်ထော်လေးလမ်းမှာစားခဲ့တဲ့ပန်သစ်ခေါက်ဆွဲတုပ်ရဲ့အရသာပုံစံမျိုးကိုကျွန်တော်တို့ကပြန်လည်မြည်မြန်းပြီးတော့မှအာကျွန်တော်တို့ပြန်လုပ်ထားတာပေါ့နော်အဲ့တော့ပန်သစ်ခေါက်ဆွဲကလည်းကျွန်တော်တို့ကအတုပ်ပုံစံမျိုးနဲ့ကျွန်တော်ရောင်းပေးတာပါ အဲဒါတော့ပါရဲ့ဟိုဟာလူလူတပြိုးအကြိုက်တမျိုးပေါ့နော်အာကျွန်တော်တို့တကယ်အမာခံပရိသတ်တွေကျွန်တော်တို့ဆိုင်ကလည်းအာကျွန်တော်ခုနပြောသလိုပေါ့ကျွန်တော်တို့ကလက်ဖေးရောင်းတာလက်ဖေးရကြတော့ကော်ဖီနဲ့မတူဘူးနော်ကော်ဖီနဲ့မတူလက်ဖေးရကြတော့ကျွန်တော်တို့ရဲ့အမြင်အရကြတော့အဲစိန်လိုချင်တာပေါ့နော်လက်ဖေးတောင်းရင်ကျွန်တော်တို့က စိန်ရှိရဲကျွန်တော်ချေးလို့ရတယ်အဲ့တော့ကျွန်တော်ဆိုင်ပါကစေဘောလေးလေးရောင်းပေးတယ်စေဘောလေးလေးရောင်းပေးတဲ့အခါကျတော့တချို့ကက်ဆက်မာကြီးတို့ကတော့နည်းနည်းလေးမိသားစုနဲ့လာမယ်ကလေးတို့ကတော့ကျွန်တော်နည်းနည်းအခက်အခဲရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့တကယ်လက်ဖိကိုစိန်နဲ့ဆွဲတောက်ပြီးတော့မှဒီလိုလေးစေဘောလေးလေးတောက်မယ်ဒီလိုလေးအာချေးပြီးတော့ကျွန်တော်အရသာခံကျင်တယ်တချင်းလေးနားထောင်မယ်ဆိုရင်တော့ကျွန်တော်ဆိုင်ကဒီကက်ဆက်မာကြီးအတွက်တော့ဟိုကောင်းတဲ့ကောင်းမွန်တဲ့ဖိဘက်တွေကျွန်တော်အများကြီးရပါတယ်အဲကျွန်တော်ပြောင်းလဲကျင်တယ်ဆိုတာထက်လေဒါကျွန်တော်တို့ငငယ်တုန်းက တစ်ခါမှရင်းနှီးချမ်းကိုကျွန်တော်ပတ်စံပေးပြီးမတောက်ခဲ့ရဘူး။နောက်ပြီးတော့လက်ဖိအစားရင်ထိုင်တဲ့ culture ဆိုတာလည်းကျွန်တော်မြန်မာတွေမှာဒီ culture ကြီးကအရင်ကြီးကြီးမားမားရှိခဲ့တာပါ။ကျွန်တော်တို့အ1980 89ဒီဘက်ခြားလေမှာကျွန်တော်ဝေခဲ့တဲ့သူတွေကျွန်တော်ဆိုလို့ရှိရင်လည်းဒါလက်ဖိအစားရင်နဲ့ကြီးပြင်းလာ။အဲ့တော့လက်ဖိအစားရင်မှာရင်းနှီးချမ်းကိုရောင်းနေဆိုတော့ ဟာကြီးရတော့ကျွန်တော်တို့ကဘလို့မှတွဲဖက်ပြီးတော့ခန်းစားလို့မရဘူးပေါ့နော်ဒါကျွန်တော်ရဲ့တကူစာကိုပြောတာပါအဲ့တော့ကျွန်တော်တို့လည်းငငယ်တော့ဆိုရင်လက်ဖက်တွေတစ်ခွက်တောက်ပြီးတော့ရင်းလေးချမ်းကိုတတိယကို9ဦး6ဦးလောက်တောက်ပြီးတော့ထိုင်ခဲ့တဲ့အချိန်ကြီးကာလကြီးလည်းအများကြီးပဲပေါ့အဲ့တော့အဲဒါကကျွန်တော်တို့ကစကားပြောမယ်တောက်မယ်ဆိုတော့ဟိုကျွန်တော်တို့လက်ဖက်ဆိုင် culture နဲ့ဆိုရင်တော့ရင်းလေးချမ်းကဟိုအရင်လိုက်ဖက်ညီတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုင်မှာဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ညီဒီညီမတွေအကုန်လုံးမှားထားတယ်ကျွန်တော်တို့က customer ကမမမမမထိုင်မီဆိုတာနဲ့ကျွန်တော်တို့အရင်ဆုံးရင်းလေးချမ်းချပေးတယ် ရင်းနှွေးချက်နှစ်ဖက်ချက်ကိုလည်းကျွန်တော်တို့အကောင်းဆုံးတက်နိုင်သလောက်သုံးထားပေးတယ်အဲ့တော့ရင်းနှွေးချက်ကြိုက်သလောက်တော့ကျွန်တော်တို့ကဘယ်တော့မှရောက်မှာမဟုတ်ဘူးကျွန်တော်ဆိုင်မှာရင်းနှွေးချက်ကအဓိကလက်ဖက်ရည်နဲ့အလိုက်ဖက်ဆုံးရရင်းနှွေးချက်တော့ပါဒါကျမကြီးလည်းကောင်းတယ်အဲ့တော့ကျွန်တော်ဆိုင်မှာရင်းနှွေးချက်ကိုကြိုက်သလောက်တော့လို့ရပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါကြီးကိုရောင်းဖို့ဆိုတာစိတ်ကူးနဲ့တော့မတွေးဘူးပါဘူးအဲ့တော့လက်ဖက်ရည်နဲ့ရင်းနှွေးချက်အလိုက်ဖက်ဆုံးရပါ အဲကျွန်တော်ချုပ်ဘူးပါတယ်ဒါပေမဲ့လည်းခုနပြောသလိုပေါ့နော်ဒါကတော့တို့ရဲ့ business plan ရပဲဖြစ်ဖြစ်တို့ရဲ့စီးပွားရေး strategy ရဒါကတော့တဆိုင်နဲ့တဆိုင်တော့ပုံစံမတူဘူးပေါ့နော်ဒါကျွန်တော်တို့ကတော့ကျွန်တော်တို့တက်နိုင်တဲ့အပိုင်းလေးနဲ့ကျွန်တော်တို့ရဲ့ customer တွေကိုလက်ဖြစ်အသောင်းရင်တော့ဒါရှင်လင်းချန်းဆိုတာကတော့ဟိုပြောစရာမလိုတဲ့ကိစ္စပေါ့နော်ကျွန်တော်ဘယ်တော့မှရောင်းမှလည်းမဟုတ်ပါဘူးပြီးတော့ရှင်လင်းချန်းကိုလည်းကျွန်တော်အဲ့လိုမျိုးကိုယ်တိုင်ထယူစေချင်တာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့ဝန်ထမ်းတွေကိုယ်တိုင်ချပေးပြီးတော့ service ပေးချင်တာဟုတ်ပါတယ်ကျွန်တော်ကအဓိကထိုင်စေချင်တာပါလက်ဖြစ်ဆိုင် ကထိုင်တာလေနော်ကော်ဖီကလာတောက်ကြတာလေဘာလဖေးဆိုင်ဆိုတာရဲ့နောက်မှာကျွန်တော်ကအမြဲတမ်းလဖေးဆိုင်ထိုင်မယ်လဖေးဆိုင်ထိုင်မယ်စားတောက်ဆိုင်ကြတော့သွားစားမယ်အဲ့တော့လဖေးဆိုင်ကိုကျွန်တော်ကထိုင်စေချင်တာအဲ့တော့ကြာကြာထိုင်လေးကျွန်တော်ဂျင်းတက်လေးကျွန်တော်တို့ရဲ့ဒီမှာလှုပ်ထားတဲ့ဟာတွေကိုကစ္စတမာတွေခံစားလို့ရတယ်ဆိုရင်ပဲကျွန်တော်ကတော့ဂျင်းတက်ပါဟုတ်ကျွန်တော် food menu တွေကတော့ကျွန်တော်ခုနပြောသလိုပေါ့နော်ကျွန်တော်တို့လဖေးနဲ့ live ဖက်မဲ့ဒီလို platter line ဆိုလို့ရှိရင်လည်းကျွန်တော်တို့အာတည်တည်ချာချာလေးလုပ်ပေးထားတယ် ကျွန်တော်ဆိုင်မှာနံပြားလေးရတယ်ဒါတော့ breakfast နဲ့ပတ်သက်တဲ့ဟာတွေကောင်းကောင်းရတယ်နောက်ပြီးတော့ကျွန်တော်ရွှေပန်းထမင်းကျော်ပေါ့နော်ထမင်းကျော်ဝဝလေးအဲ့ဒါလေးလည်းကျွန်တော်တို့ဘက်ကစိတ်သားလုံးလို့ပါအောင်လည်းကျွန်တော်တို့စီစဉ်ပေးထားတယ်နောက်ပြီးတော့လူမျိုးမျိုးဘာသာမျိုးစားသုံးလို့ရအောင်စီစဉ်ပေးထားတယ်နောက်ပြီး signature ကတော့ကျွန်တော်တို့ကပြောတဲ့ပန်သေးခေါက်ဆွဲတို့နောက်ပြီးတော့ပဲမုတ်မကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ signature မနှက်ဖုန်ချက်ပေါ့နော်သူကတော့ပဲမုတ်မပါဘူးနန်းကြီးတုပ်ကိုအဲ့လိုဟာလေးလည်းကျွန်တော်ရှိပါရှိတယ်အာပြီးတော့ကျွန်တော်တို့ရွှေနေရစနစ်မကင်းပေါ့နော်စနစ်မကင်းဆိုလို့ရှိရင်လည်းအချို့တဲချင်းရွှေနေရစနစ်မကင်းရှိတယ်အဲ့လိုပုံစံလေးကျွန်တော်အကောင်းဆုံး ဖန်တီးပေးထားရတယ်။နောက်ပြီးတော့အခုကျွန်တော်ဆိုင်မှာလူကြိုက်များတာတော့ဒီစမူစာပေါ့။ဒါစမူစာဆိုလို့ရှိရင်လည်းကျွန်တော်ဟိုရေပုံစံအတိုင်းစမူစာအကြီးကြီးတွေပေါ့။ကျွန်တော်ငယ်ငယ်တုန်းကမန်လေးမှာဆိုလို့ရှိရင်စမူစာစားရင်လည်းအဲ့လိုမျိုးကျွန်တော်တို့ဟာပူစီနန်တို့အာဂီဒီဇိန်းတို့ကြက်သွုံတို့နဲ့စားတာဆိုတော့ကျွန်တော်အဲ့လိုမျိုးစမူစာအကြီးကြီးတွေလည်းအဆင်ပြေအောင်ကျွန်တော်ရောက်ချပေးထားပါမယ်။ဟုတ်ကျွန်တော်တို့ကဒါတော့တကြံမတိုင်ခင်ကဖွင့်တဲ့ဆိုင်ခွင့်နှစ်ပေါ့နော်အခုဒါပြည်လန်းနဲ့နန္ဒတော်လန်ထောက်မှာရှိတဲ့ဒိုင်မွန်ကွန်လိုမှာဖွင့်ထားတယ်ကျွန်တော်တို့ရဲ့မူရင်း authentic ဆိုင်ကတော့ကျွန်တော်တို့ဒီပလဲကွန်လိုပပိုင်းဖြားလန်းပေါ်မှာအောက်ထပ်မှာ ာကျွန်တော်ဖွင့်လဲရောင်းချထားပါတယ်ကျွန်တော်တို့အာဒီနှစ်ထဲမှာလည်းနောက်ထပ်ဆိုင်ခွဲတွေလည်းဖွင့်လဲသွားလို့ရှိဟုတ်ကဲ့အာကျွန်တော်တို့ကာကာဆိုင်ကကျွန်တော်တို့အာလိုချင်တဲ့ကျွန်တော်တို့လုပ်ချင်တဲ့ပုံစံတွေကိုကျွန်တော်တို့အာမျက်စိစုံမိတ်ပြီးတော့မှလုပ်ထားတဲ့ဆိုင်လေးပါအဲ့ဒါနဲ့ရင်ဖက်ချင်းတူတယ်အာကျွန်တော်တို့ဆိုင်မှာလာထိုင်ပြီးတော့အာခြေလက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့အာပီတီဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒါကြောင့်မို့လို့လာပြီးတော့လေအာလက်ဖိနဲ့ပတ်သက်လာလို့ရှိရင်အာမိကြည့်ပါတုံးဆောင်ကြည့်ပါကျွန်တော်တို့ဘက်ကအရသာနဲ့ပတ်သက်ပြီးတော့တရားခိုင်တော့အမခံပါတယ်အာလာဖို့လည်းဖိတ်ခေါ်ပါ အကျွန်တော်အဓိကတော့ hygiene ပါအဒါတော့ကျွန်တော်တို့လည်းတတ်နိုင်ဆုံးဖြစ်အောင်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ hygiene ကိုသတိထားပေးပါတယ် kitchen နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ open kitchen နေပါပေါ့နော်ကျွန်တော်ပြင်လို့ရအောင်လုပ်ထားပေးတယ်ဒီ kitchen ဆိုလို့ရှိရင်လည်းတော်တော်ကြီးပါတယ်အတော်တော်ကြီးရယ်ဆိုတော့ kitchen ဘိုင်းမှာလည်းကျွန်တော်နောက်ဘိုင်းမှာလက်ဖက်ဆိုင်တွေကိုကျွန်တော်တို့လည်းအစ်မြင့်နေတာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့အာတတ်နိုင်သလောက်ကျွန်တော်အကောင်းဆုံးပြင်ဆင်ထားပါတယ်